တဖန်ဟာနာဒီဝထနာစကားကို မော့ဆိုတေကငောက်စိတ်နှလုံးတီခြောက်ရဖျောက်ကို အမိပြု၍ရွှေလန်းနဲ့ခြောက်ရဖျားကြောင့်ငောက်အိုးချိုမြင့်လက်ရှိဂေဒင်ချင်းကျေးဇူးတော်ကြောင့်ဝမ်းမြောက်၍ရန်သူတို့အားဝါကြွားသောစကားကို ပြောရ၏ခြောက်ရဖျားတန်ရှင်းတော်မူတကယ်သို့အဘယ်သူမျှမတန်ရှင်းကိုတော်မတပအခြားတော်ဖျားမရှိငါတို့ဖျားသခင်ကဲ့သို့တော်ခိုးလုံးစရာမရှိကိုကိုကိုမချီးမြောက်ကြနဲ့ ဝါကြွားစော်ကားသော စကားကိုမပြောကြနဲ့အဓမ္မစကားကိုနှုတ်ထဲကမထွက်စေကြနဲ့အကြောင်းမူကားထာဝရဘုရားသည်အတညုအတညုဖျားဖြစ်တော်မူ၏အမှုအရာတို့ကိုညင်ညွတ်တော်မူ၏သူရဲ့တို့ကဲ့သို့လှေးများကျူးလက်လေးတတ်သောသူတို့သည်ခွန်အားနှင့်ပြည့်စုံလက်ရှိကြ၏ဝါစွာစားတော်သူတို့သည်စားเสียကိုရချင်းကတငါလုတ်ရကြပြီ ငတ်မွတ်တော်သူတို့မူကတဖန်ဝကြပြီးမြုံတော်သူသည်ခုနှစ်ကြိမ်တိုင်အောင်ဖွားမြင်ပြီးတားမြတော်သူမူကတဖန်အားရော့ပြီး၆ရာဖျားသည်ဒေစေတော်အခွင့်အသက်ရှင်စေတော်အခွင့်မရဏနိုင်ငံတို့နိုင်ချတော်အခွင့်ထမြောက်တော်စေတော်အခွင့်ရှိတော်မူ၏စင်ရဲ့ချင်းက၎င်းရသက်စေချင်းက၎င်းသောရာဖျားပြု၍နိုင်ချတော်အခွင့်ချီးမြောက်တော်အခွင့်ရှိတော်မူ၏ ဆင်းရဲသောသူတို့နေမုံထဲက၎င်းငတ်မတော်သူတို့နောက်ချီးပုံထဲက၎င်းချီးမြောက်၍မင်းသားတို့နဲ့ထိုင်ရသောအခွင့်ဘုံကြီးသောပလင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏အကြောင်းမူကားမြေကြီးတိုင်တို့ကို ထောက်ရာဖျားပိုင်၍ထိုတိုင်တို့အပေါ်မှာလောကတတ်ကိုတည်တော်မူပြီးမိမိတန်ရှင်းသူတို့ခြေကိုစောင့်မတော်မူလိမ့်မည်မတရားသောသူတို့သည်မောင်မိုက်၌တိတ်ဆိတ်စွာနေရကြလိမ့်မည် ကိုအစွမ်းတတိအဖြစ်အဘေသူမြမနိုင်ရခြောက်ရဖျားဒီရန်သူတို့ကိုချူးဖဲ့တော်မူမီသူတို့အပေါ်၌မိုးကောင်းပင်မှမိုးချုံးစေတော်မူမီခြောက်ရဖျားဒီမြေကြီးဆွန်းတန်အောင်တရားစီရင်တဲ့ဖြင့်ခန္ဓာတော်မူသောရှင်ဘီရင်ကိုခွန်အားနဲ့ပြည့်စုံစေ၍အထံတော်၌ဗိဒိတ်ခံတော်တို့ကိုချီးမြောက်တော်မူမီဟုမော့ဆို၏ထို့နောက်မှအိလကာနာဒီယာမမြို့၌ရှိသောမိမိအိမ်တို့သွား၍တငယ်ဒီယက်ဘရိုဟိတ်အီလီရှဲတွင် အမှုတော်ကိုဆောင်ရွက်လေ၏ဤလေဤသားတို့သည်ထာဝရဘုရားကိုမတိအဓမ္မအလိုဖြစ်ကြ၏လူများတို့တွင်ယေပရောဟိတ်ပြုတော်ထုံးစံမူကယေပူဇော်ရဲ့အမဲသားကို ပြုတ်စင်အခါယေပရောဟိတ်၏အဆေအပါတယောက်လာ၍သုံးချောင်းရှိသောအမဲချိတ်ကိုကလည်းအိုးအဆရှိသောတို့၌ထိုးခတ်၍အမဲချိတ်တွင်ပါသည်မြောက်ကိုယေပရောဟိတ်သည်တင်းယူတတ်၏ ရှီတော်မျိုးတို့ရောက်လာတော့အီဒီလာလိုအပေါင်းတို့အားထိုတို့ပြောကြ၏စီဥကိုမင်းမရှုမီရက်ဘရဟေဤအစေအပါဒီလာ၍ရက်ဘရဟေဖို့ကင်းစရာအမေသားကိုပေးပါ ပြုတ်သောအမေသားကိုမယူစိတ်စိမ့်သောအမေသားကိုသာ ယူမီဟုရက်ဘူဇော်တော်သူအားဆိုတတ်၏ထိုတို့ကစီဥကိုအရင်မင်းရှုပါရစေနောက်မှယူချင်တိုင်းယူပါဟုဆိုလင် မဟုတ်ဘူးယခုပေးရမည်ဒို့မဟုတ်အနိုင်ယူမည်ဟု ပြောဆိုတတ်၏ထိုရဲ့ပရောဟိတ်ပြုလို့ဒီခြောက်ရာဖျားဖို့ကိုလိုများယွန်းစရာပြုတော့ကြောင့်ရှေ့တော်နဲ့အလွန်အပြစ်ကြီးတော်သူဖြစ်ကြ၏တငယ်ရှမွေလာဒီပိတ်တင်တိုင်ကိုဝတ်စီလက်ခြောက်ရာဖျားရှေ့တော်နဲ့အမိုးတော်ကိုဆောင်ရွက်လေ၏နေ့စဉ်ပြုတော်ရစ်ကိုပူဇော်ခြင်းကသူ၏မိဘတွင်ရောက်လာတော့အခါအမိဒီတနစ်မပြတ်သားအဖို့အင်းကြီးငယ်ကို ချုပ်ရိတ်ဆောင်ခဲ့တဲ့တတ်၏ တရံရောအခါအီလီကတင်းဒီချော်ရာဖျား၌ငားထားတော့တအအတွက်ဤမိမတွေအမျိုးအနွယ်ကို ပေးတော်မူပါစေတော်ဟုအီလီအီလကာနာလင်းမယားကို ကောင်းကြည့်ပေ၏ထိုတို့တို့ဒီနေရာအိမ်တို့ပြန်သွားတော့နောက်ချော်ရာဖျားသည်ဟာနာကိုအကြည့်ရှုကြတော်မူသည်ဖြင့်သူဒီပတိတည်းယူ၍တာသုံးယောက်သမီးနှစ်ယောက်တို့ကိုခွာမြင်လေ၏တငယ်ရှင်မွေလာဒီချော်ရာဖျားရှိတော်၌ ကြီးပွားသည်။ဤရီဒီအသက်အရွယ်လွန်သောအခါတူဤသားတို့သည်ဤဒီလလူအပေါင်းတို့၌ပြုသည်များကို၎င်းပရိသတ်စီဝေရာတဲတော်တကားနာပါစီဝေသောမိမနှင့်မာယွန်းเจ้าကို၎င်းကြားသည်လေတင်တို့သည်အဘေเจ้าဤတို့ပြုကြသည်နိတင်တို့ပြုတော်ဒူးစရိုက်တို့ကိုလူအပေါင်းတို့သည် ပြော၍ငါကြရ၏မကောင်းမကောင်းဘူးငါသားတို့ငါကြသောတည်င်းသည် ကောင်းသောတည်င်းမဟုတ်ခြောက်ရာဖျားကြီးလူတို့သည်ပြင်မာရမည်အကြောင်းသင်တို့ပြုကြသည်တကားလူချင်းတယောက်ကိုတယောက်ပြင်မာနေတရားသူကြီးစစ်ကြောစီရင်ရာဤလူဒီခြောက်ရာဖျားကို ပြင်မာလေသူ့အတွက်အဘဲသူတောင်းပန်လိမ့်မည်နီဟုဆုံးမတော်လဲသူတို့သည်အဘဤစကားကို နားမထောင်ကြအကြောင်းမူကားခြောက်ရာဖျားသည်ကွက်မျက်ချင်းက အလိုရှိတော်မူ၏လူငယ်ရှင်မွေလာသည်ကြီးပွား၍ ထာဝရဘုရားရှိလူတို့ရှင်း၌မြင်လာရလေ၏။ဘုရားသခင်လူတယောက်သည်အီလီထံသို့လာ၍ထာဝရဘုရားမိန်တော်မူသည်ကဧဂရုပြည်ဖာရောဘုရင်ထံ၌နေရသောတင့်အပ၏အမျိုးသားငါချင်းရှားသည်မဟုတ်လော။ငါ၏ရစ်ပလင်ပေါ်မှပူဇော်ခြင်းနန်းတာပေါင်းကိုမြည်ရှုခြင်းငါရှင်းမှတင်တိုက်ကိုဝတ်ခြင်းအမှုကိုစောင့်ရသောငါ၏ရစ်ပရောဖိတ်ဖြစ်စေခြင်းကသူ့ကိုယ်ကဤတေလအမျိုးသားအပေါင်းတို့အထက်ကငါရွေးကောက်တည်မဟုတ်လော။ ဤဒေလအမျိုးသားတို့သည်မြင်းဖြင့်ပြုတော်ဘူဇောတကာရှိသည်မျှတို့ကိုတင့်အပါရဲ့အမျိုးအားငါပေးသည်မဟုတ်လောငါအိမ်၌ငါစီရင်တော်ရစ်ငါဘူဇောတကာကိုအဘဲကြောက်ခြေနှစ်ကန္တနီငါဤလူဤဒေလအမျိုးသားတင်လူတော်ဘူဇောတကာရှိသည်မျှတို့တွင် အမျက်ဆုံးတော်အရာကိုဝါစွာစားစေ၍တင်ဤသားတို့ကိုငါအပေါ်မှာအဘဲကြောက်ချိမြောက်တနီထို့သို့ပြုတော်ကြောင့်ဤဒေလအမျိုးရဲ့ဘုရားခင်ချောရဘုရားမိန်တော်မူလေကား တင့်အမျိုးတင့်အဖရဲ့အမျိုးဒီငါရှေ့မှာအစင်သွာလာရလိမ့်မည်ဟုငါဆူမိတော်လဲတပန်ခြာရာဖျားမိန်တော်မူ၏ကထိုကတိဒီငါနဲ့ဝေးပါစေငါကိုချင်းမြောက်တော်သူတို့ကိုငါချင်းမြောက်မည်ငါကိုမချင်မဲ့ရင်ပြုတော်သူတို့ဒီဂုံအားတရေပြည့်ရကြလိမ့်မည်တင်ဤအမျိုးတွေအိုတော်သူတယောက်မျှမရှိစေခြင်းကတင်ဤလယုံနဲ့တင့်အဆွေအမျိုးဤလယုံကိုငါဖျက်တော်အချိန်ကာလရောက်လိမ့်မည်ဤဒီလအမျိုး အာငါပေတော်စီးစင်ရှိရာအိမ်ပေါ်မှာဘဲဥပြစ်ယောက်ျောင်းကိုတင်မြင်ရလိမ့်မည်တင်ဤအမျိုးတွေဩတော်သူတယောက်မြအစင်မရှိရာငါဤရက်ပလင်မငါမပေမဖြက်တော်တင်ဤအမျိုးသားသည်တင့်မျက်စိပြည့်၍စိတ်ကျင်နာဖို့ရာဖြစ်လိမ့်မည်တင်ဤသားစင်မြေဆက်တို့သည်အသက်ပြိုဆင်းပင်တေရချလိမ့်မည်တင်ဤသားဟော့ဖနိနှင့်ဖိနဟတ်၂ယောက်တို့သည်တို့ ၌ဖြစ်စေနှင့်အားငါပေတော်ပုပ္ပနမိတ်ခုမူကားဒိုဒိုနယောက်တို့သည်တနည်းချင်းတွင်တည်လိမ့်မည်တဖန်ငါစိတ်နှလုံးအလိုတို့လိုက်၍တစ္ဆာဆောင်တော်ရက်ပရောဟိတ်ကိုငါပေါ်ထွန်းစေမည်မြေတော်အင်ကိုသူ့အဖို့ငါဆောက်ပေးသဖြင့်သူသည်ငါထာ၌ဗိတ်သိက်ခံတော်သူရှင့်မှာအစင်သွာလာရလိမ့်မည်တင်ဤအမျိုး၌ကြံကျွင်းတော်သူတိုင်းသူထံသို့လာ၍ကျွန်းတော်ဒီမုတ်အနေငယ်ကိုစားရမည်အကြောင်း ရက်ဘရိုဟိအရာနဲ့ဆိုင်သော အမှုသုံးတစ်ခု၌ကျွန်းတော်ကိုဈေးခိုင်းပါလောဟုငွေစမုံစကို ရလိုတော့ငါရှစ်ခိုးလက်တောင်းပန်လိမ့်မည်ဟု အမိန်တော်ကိုပြန်လေ၏တငယ်ရှမွေလာဒီအီလီရှဲတွင်ထောင်ရဖျားရဲ့အမှုတော်ကိုဆောင်ရွက်လေ၏ထိုကာလ၌ထောင်ရဖျားရဲ့နှုတ်ကပတ်တော်သည် နေပါ၏ထင်ရှားသောယူပါယုံမရှိတယံရောအခါအီလီသည်မိမိနေရာ၌အိတ်လက်တူဤမျက်စိမုံတော်ကြောင့်မမြင်နိုင်သည့်ကာလ ဘုရားတခင်၏တစ်တာတော်ရှိရာဘုရားထာဝရဘုရားအိမ်တော်၌မိခွတ်မတိမ်မီရှင်မွေလာတည်လေအိတ်လက်ရှိသောအခါထာဝရဘုရားသည်ရှင်မွေလာကိုခေါ်တော်မူ၍ ရှင်မွေလကအကျွန်ုပ်ရှိပါသည်ဟုထိုးသဖြင့်အီလီထံသို့ပြဲ၍ကိုရောခေါ်တော့ကြောင့်အကျွန်ုပ်လာပါသည်ဟုပြန်ဆိုလင်အီလီကငါမခေါ်အိတ်တော့ဟုဆိုသည့်အတိုင်းရှင်မွေလသည်တွား၍အိတ်လေအိတ်ပြန်လေ၏တမန်ချောရာဖျားကရှင်မွေလဟုခေါ်တော်မူလင်ရှင်မွေလသည်ထပြည်သည်အီလီထံသို့တွား၍ကိုရောခေါ်တော့ကြောင့်အကျွန်ုပ်လာပါသည်ဟုဆိုတော့အီလီကငါမခေါ်ငါသာအိတ်တော့ဟုဆိုသည်ဆို၏ရှင်မွေလသည်ချောရာဖျားကိုမသိသည်ဗျာဒိတ်တော်တို့ကိုမခံရသည် တတယအကျင်းသောရဖျားကရှမွေလာဟုခေါ်တော်မူလင်ရှမွေလာထပြီလင်အီဒီချန်တို့တွား၍ကိုတော်ခေါ်တော့ကြကျွန်ုပ်လာပါတည်ဟုဆိုတော့သောရဖျားသည်ထိုးတငယ်ကို ခေါ်တော်မူကြောင်းကိုအီလီတီရိပ်မိလင်တင်ဤတင်တွား၍အိတ်အုံလောနောက်တစ်ဖန်ခေါ်လင်ဦးသောရဖျားမိန်တော်ရှိတော်မူပါကိုတော်ကျွန်ကြားပါတည်ဟုရှောက်ရမည်အကြောင်းရှမွေလာကိုမာထားသည့်အတိုင်းရှမွေလာသည်တွား၍မိမိနေရာ၌အိတ်လေဤ ဂျော်ရာဖျားဒီလည်းရှင်းနီးသူလာရက်လက်ရွှမွေလာရွှမွေလာဟုခေါ်တော်မူလေရွှမွေလာကအိုးဂျော်ရာဖျားမိန်တော်ရှိတော်မူပါကိုတော်ကျွန်ကြားပါသည်ဟုပြောလေတော့ဂျော်ရာဖျားကတည်င်းကြတော်သူတိုင်းနားနှစ်ဖက်ခါးစေခြင်းကငါဒီဤဒီလာအမျိုး၌တစုံတစ်ခုကိုပြုမည်အေးလေးအင်သားတို့ကတစ်ဖက်၌ငါပြောသည်မအတိုင်းထိုနှစ်တွင်ငါပြုမည်ယူဆရှိပြီးမှလက်ဆက်တတ်မည်ထိုသူဤသားတို့သည် ကိုရုတ်မာတိတိုင်အောင်ကိုပြုတ်တော်ဒုစရက်အဖြစ်ကိုတူတိတော်လဲကြက်တိစွာမဆုံးမပဲနေတော်ကြောင့်တူဤအိမ်သားတို့၌ငါသည်အစင်မြဲတန်ပိမိဟုငါပြောပြီထို့ကြောင့်အေဒီအိမ်သားတို့အဖြစ်သည်ရင့်နှင့်ပူဇော်တကာအဖြစ်မဖြစ်အစင်မြဲရမည်အကြောင်းတူတို့အားငါကျင်းဆိုပြီဟုမိန်တော်မူ၏ရှင်ဝေလာဒီနနတ်တိုင်အောင်အိပ်ပြင်းမှထောရဖျားရဲ့အိမ်တော်တကားတို့ကိုဖွင့်လေ၏ မင်းတို့ယူပါယုံကိုအီလီယာမကြောင်းမပြောပါအီလီယာကငါသားရှမွေလာဟုခေါ်လေရှမွေလာကအကျွန်ုပ်ရှိပါသည်ဟုထူးလေ၏အီလီကအဘယ်သို့မိန်တော်မူသည်နည်းငါအားဝတ်မထားပါနှင့်မိန်တော်မူသည်မြတ်သုံးတခုကိုငါအားဝတ်ချလင်မိန်တော်မူသည့်အတိုင်းမက တင်၌ပြုတော်မူပါစေတော်ဟုဆိုလေတော်ရှမွေလာသည်သုံးတခုကိုမြတ်ဝတ်မထားအလုံးစိုးတို့ကိုပြန်ကြ၏အီလီကလည်း ခြောက်ရဖျားဖြစ်လင်အလိုတော်ရှိတဲ့အတိုင်းပြုတော်မူပါစေတော့ဟုဝန်ခံလေ၏ရှမွေလသည်အစဉ်အတိုင်းကြီးကြီး၍ခြောက်ရဖျားသည်သူနှင့်အတူရှိတော်မူသည်ဖြင့်သူ၏စကားတခွန်းမြပြည့်စေခြင်းကအခွင့်ပေးတော်မူမူသူသည်ခြောက်ရဖျား၏ပရောဖက်စစ်ဖြစ်ကြောင်းကိုဤတေလအမျိုးသားအပေါင်းတို့သည်တန်မြို့မှဆ ảy ၍ဘေရရှေဘမြို့တိုင်အောင်တိကြ၏ခြောက်ရဖျားသည် ရှီလောမြို့၌အထက်ထက်ထင်ရှားတော်မူ၍ ထရာဖိနှုတ်ကပတော်အားဖြင့်ရှင်မွေလာအားဗျာဒိတ်ပေးတော်မူ၏ရှင်မွေလာစကားဒီလေဤဒီလာအမျိုးတလျှောက်လုံးကိုနန့်ပြလေ၏အာမင်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ။